အားလုံးပဲမင်္ဂလာပါရှင် The Black Cat Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြပေးမှာတော့တိတ်တိတ်ရင်ဖို့ဘာသာပြန်ဆက်လန်းတွေကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်အခုဆက်လန်းလေးမစားခင်ကျမတို့ရဲ့ Channel လေးကိုလည်း Subscribe လုပ်ပေးသွားကြပါအောင်ရှင်ထူဆန်းတော့ဓာတ်ပုံ အဲ့အကူလောက်ရတာအလုံးထင်နေကြတယ်လို့နှိမ့်ကြစရာမကောင်းလာပါဘူး။ကျမခံယူထားတာကတော့အလုပ်ဟုတ်တယ်များအကုန်ရှိတယ်။ကျမအလုပ်အတွက်တခါမှအရှက်ရတာမျိုးလည်းမဖြစ်မိဘူး။ဘာလို့တလဲမင်းရင်ကျမကရေရေဝုန်းဝုန်းဖြစ်နေတယ်။ဒါကကျမခံယူထားတဲ့အလုပ်ပေါ်တစ္ဆာဆောင်တည်မှုပဲ။ဒီတော့ကျမကကျမနေပယ်မှာကြမ်းကျင်တူလို့ပြောလို့ရတယ်။ဒီတော့ကျမကိုတထိတ်တော်တော်များများကလိုချင်ကြတယ်။တထိတ်နေဆိုတော့တိတဲ့အတိုင်းလဆာကလည်းတိတ်ကောင်းပေါ့။ဒါပေမဲ့ တရက်မှာအရင်ရနေကြတွေထက်နှစ်ဆလောက်များတဲ့အလောက်ကနေထွက်ဖို့အကြောင်းဖတ်လာခဲ့တယ်။အဖေကဒီလိုကျမအလုပ်လုပ်နေတဲ့တချေးရင်ကသူတို့ထက်အစပေါင်းများစွာအစဉ်အဆက်ချမ်းသာလာတဲ့အင်တအိမ်ကိုမျက်နှလုံးမျက်နှာရနဲ့လွတ်ပြလိုက်တယ်။ဒီတချေးကြီးတွေသူတို့အပေါ်အမြင်ကြည့်ပြီးအလုပ်တွေပါရီတွဲလုချင်လို့ဖားလိုက်တာမျိုးပေါ့။သူတို့ပါရီပဲလုပ်လို့ကျမကတော့ကျမကိုပေးတဲ့တာဝန်အကောင်းဆုံးလုပ်မှာပါပဲ။အဲ့အိမ်ကိုကျမဆောက်ရတဲ့နေ့ကကျမအတွက်အမတ်တရားဖြစ်ခဲ့တယ်။တကယ်တော့ကျမအဲ့အချိန်ကလေးကသဘောပေါက်လိုက်တင်တာ။ မယူချင်ဒီကနေမြင်မြန်ထွက်သွားအိမ်ထဲဝင်လာတဲ့ကျမကိုနာနာကပ်အဲ့လိုပြောပြီးမှဲ့ရှုပ်နေတဲ့မျက်နှာနဲ့အိမ်ထဲကထွက်သွားတဲ့သူကဒီအိမ်ရဲ့အိမ်အကူအဟောင်းကျမကသူ့နေရာဝင်ရတာပေါ့ဘာလို့လဲဆိုတာကျမပြန်မြင်ဖို့အချိန်တော့မရလိုက်ပါဘူးကျမထင်လိုက်တာအင်ရှင်တွေကစိုးစားလို့ပေါ့ဘယ်ဟုတ်မလဲစန့်ကျင်ဘက်ပဲတိတ်တော့ကောင်းကြတာကျမကိုသူတို့အိမ်သားလိုပဲဆက်ဆံကြတယ်ကလေးလည်းမရှိဘူးတအိမ်လုံးမှာသူတို့နေရောက်တယ်အင်ကြီးကလည်းတိတ်ခံနာတာ ထန်ကြပြီပေါ့ထင်လိုက်တာဘယ်ဟုတ်ပါ့မလဲပြစ်တနာအညာကြမှာစတာအလုပ်တွေအားလုံးပြီးတော့ချစ်ပြစ်လက်ပြစ်ကရင်ပေါ်ပြစ်လဲပြစ်လိုက်တယ်ကျမအောက်ထပ်မှာဆိုတော့စိတ်ထဲလွတ်လွတ်လပ်လပ်ရှိတာပေါ့ဒီလိုနဲ့ပင်ပန်းနေတော့အိတ်ဖို့မျက်လုံးမရတဲ့အချိန်မှာပဲနားထဲမှာတူးတူးနဲ့စကားတန်တွေဆဆလာရရောကျမဖောက်ထွင်းသမားတွေလိုပဲတေစာပေါက်ထင်လိုက်တာဒီလိုနဲ့အတာထပြီးစပိုင်ဆန်ဆန်လှုပ်ရှားရင်ကလိုက်ကြည့်တာဖောက်ထွင်းသမားမပြောနဲ့ဖောက်ကိုက်ပြစ်မဲ့စက်တက်ကောင်းတာမတွေ့ဘူးကျမစိတ်လေသွားတယ် တအိမ်လုံးရှာတာနဲ့နေပေမဲ့လူမတွေ့ဘူးစကားတမ်းပဲကြားနေရတာကျမတရေတွေဘာတွေတော့အယုံကြည်မရှိသလိုမကြောက်ကြတာမို့နောက်ဆုံးနားပိတ်ပြီးပဲအိတ်လိုက်ရတယ်ဘသူတွေမှမသိပေမဲ့သူတို့ကတော့တညလုံးပြောနေတာနောက်ရက်ကျကျမမနေ့ကော်ဖီဝိုင်းပြင်နေတုန်းစပွဲနားမှာအပြာရောင်ကောင်ဝင်လေးနဲ့ဆရာကတော်ရက်နေတာမြင်လိုက်တယ်ဒါနဲ့ပဲစောင့်နေရတာမကြအောင်မြင်မြင်လုပ်ပြီးတွန်းဆပေးလိုက်တော့မရှိတော့ဘူး။ကျမခေါ်ဖို့ပါဆက်ပြင်လုံးရှိသေးတယ်။ဒီကားကဆင်းလာတဲ့ဆရာကတော့ခေါင်းအနီနဲ့မြင်လိုက်တယ်။ မေးကြည့်စရာမလိုအောင်သူမအခုမှအစင်းလာတယ်ဆိုတာကျမသိလိုက်တယ်။တနေ့လုံးလဲအလွတ်လွတ်နေရင်ဟာဒီရင်ထဲမှာမရှိတဲ့လူတွေကိုမစားခဏဆိုသူတို့မြင်လာရရောတည့်ရက်ဆရာတို့လင်မယားအပြင်သွားကြတော့အိမ်ထဲမှာကျမကလည်းစဉ်းရိတ်ခဲ့ရောဒီတစ်ခါကျဟာစကားတော်နေတယ်မကတော့ပဲခြေတံနေပါကြားရတာကြားရတဲ့နေရာသွားကြည့်ရင်နောက်တနေရာရောက်သွားပြင်ရောကျမအဲ့တော့မှအဟိုအမျိုးသမီးဘာပြောရလဲကြည့်ပါတော့တယ်ကျမကဒီအကြောင်းကိုပြောပြတော့ဆရာတို့လင်မယားရေကြတယ်သူတို့နေနေတာကြပါ ဘာမှမဖြစ်ဘူးပေါ့ဘာညာနဲ့ဒါပေမဲ့သူတို့လိန်နေတယ်လို့ပဲခံစားမိတယ်ဘာမှတော့ပြန်မပြောခဲ့ဘူးတညာရောက်တော့စကားတွေနဲ့ဆက်ကြရမင်းနေရာကိုတိစားတွက်ပြီးစမသွားဆောင်နေလိုက်တယ်အဲ့နေရာကဘယ်နေရာမှမဟုတ်ဘူးသူတို့လိန်နေရာရဲ့အခန်းဘေးကဘေးစင်ကအခန်းပဲစမအကွယ်လေးကနေစောင့်ကြည့်နေလိုက်တယ်ခဏလေးကြာရောအဲ့ထဲကစကားတွေဆက်စားရရောပဲဖတ်ထားတဲ့တော့ကိုစမခိုးထားတဲ့မာစတာကီးနဲ့ဖွင့်လိုက်တယ်စမအထဲလေးရောက်ရောမြင်လိုက်ရတာ နေရမှာစိတ်ထားတဲ့တပ်ဖွဲ့ဝင်အပြန်အလှန်စကားပြောနေကြတာပဲ။ကျမကိုလည်းမြင်ရောပြောနေတဲ့စကားတွေရက်ပြီးအကုန်လုံးကျမကိုဝိုင်းကြည့်နေကြပါလေရော။ကျမတကူလုံးအစ်ဆက်တောင့်တင်းသွားပြီးနေရမှာတည်းစိတ်တည်သေးသွားတယ်။ကျမမြင်ခဲ့ရတဲ့အိမ်ထဲမှာရှောက်သွားနေကြတဲ့သူတွေအကုန်လုံးကဒီအခန်းကြီးထဲမှာစိတ်ထားတဲ့တပ်ဖွဲ့ဝင်ရလူတွေပဲ။ကျမစစ်စင်သူတို့လင်မယားနဲ့အခန်းကိုတကားတွက်ခောက်လိုက်တယ်။သူတို့ကဖွင့်မပေးကြဘူး။ကျမလက်ကင်တကားဘူးကိုလှည့်ကြည့်လိုက်တော့သူတို့အခန်းတကားပွင့်သွားတယ်။ကျမအသာသုံးဖွင့်ကြည့်လိုက်တော့ အခန်းထဲမှာတွေ့လိုက်ရတဲ့တခုလေရော အရာနေရမှာချိတ်ထားတဲ့သူတို့လင်မယားနေရာပဲအစုံတွဲတပုံကြီးတခုတာဆက်လက်ပြီးတော့တကားခောက်တန်ဆိုတဲ့ဆက်လံပဲဖြစ်ပါတယ်ညလုံးတွေဖွင့်လိုက်တော့မြူတွေဆိုင်းနေတယ်လို့ယခုကဲတော့မတဲမခွဲအစီအနေမျိုးကနင်းနေဆက်ဆိုင်အပြော်နေရာကနိုးလာတိုင်းဖြစ်နေကြဒါအခန်းတကားကိုလာခောက်နေရလားကျွန်တော်ကအဲ့ရထအမောက်လက်တာနိုင်ရီကိုလမ်းစီလိုက်တော့ညဝမှာနနိုင်ရီနဲ့36မိနစ်ပဲရှိသေးတယ်အတန်ကိုဆက်နာဆွနေလိုက်တော့ ဘာမှဆက်မကြရတာကြောင့်အိမ်မက်မက်တာပဲဖြစ်မယ်လို့တတ်မှတ်လိုက်ပြီးဆက်အိတ်ဖို့ပြင်လိုက်တော့အင်တာအရေးပေါ်ပြေးဖို့လိုလာပါတယ်။အောင့်ထား၍မရနိုင်အောင်ဖြစ်နေတာကြောင့်အင်တာစီသွားကကိစ္စဖြေရှင်းနေစဉ်တကားခေါက်တန်နောက်ထပ်တစ်ချက်ကိုဖတ်ကြားလိုက်ရပြန်တယ်။ကျွန်တော်လည်းကိစ္စပြီးရနဲ့ပြန်ထွက်လာပြီးတကားစီချက်သွားကအပြင်ကိုဆစ်ကြည့်လိုက်တယ်။မိတူမရှိမနေ။ဘေကောင်ကဒီအချိန်လာပြီးလက်ဆော့နေရလဲ။စက်တရေသုံးလိုက်တဲ့တောက်လူငယ်တွေကျွန်တော်အဲ့ရစီပြန်လာကလဲဆားလိုက်ပြီးမျက်လုံးမိတ်လိုက်တယ်။နောက်ထပ်တကားခေါက်တန်ကြားရတဲ့အခါမှာတော့ ကျွန်တော်မလုပ်နိုင်တော့ဘူးကျွန်တော်လုပ်နိုင်တဲ့အခုတွေတော့အရာမျက်နှာချက်ကိုစိုက်ရှိနေရင်ကနေဖျားစာဖတ်နေဖို့ပဲအဲဒါကြောင့်ဆိုတော့ကျွန်တော်တိလိုက်ရတာကစားနေရတဲ့တကားခောက်တံမှာမိတိတကားကများမဟုတ်ပဲကျွန်တော်ဤကရင်အားအောက်ဖက်မှခောက်နေစင်တာဖြစ်ပါတယ်ဆက်လက်ပြီးတော့ကားတော့ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရှင်ဒီပုံမြင်က1980ခုနှစ်ဝန်းကျင်လောက်ကနာမည်ကြီးခဲ့တဲ့ Urban Legend တွေထဲရတဲ့ပုတ်ပါဖြစ်ပုံကအစုံလွဲတဲ့တွေညဖက်လေရင်က Broadway Central မဟောင်းလားမှာကပြတ်သွားကြရာ ကောင်းလေးဖြစ်သူကအကားဆင်းပြစ်နေပါတယ်။တို့တော့လေအင်ဂျင်ကပြင်းပြမရတော့ပဲရှိနေရ။သူကအညီအနားမှာအကူအညီတောင်းဆိုဖို့အဆုံးဖြတ်လိုက်ပြီးသူ့ရဲ့ကောင်းမလေးအားကားထဲလိုက်တာနေပြီးမန်များပိတ်ထားဖို့နဲ့ထွက်ချထားဖို့မာခဲကအကူအညီတောင်းရန်ထွက်သွားပါတယ်။တနိုင်ခွဲနှီးပါးဆောင်သူမှစောင့်ပြီးတော့လေကောင်းလေးမှပြန်မလာသေး။ခဏအစားတွင်ကောင်းမလေးမှလူစိမ့်တူကသူမအားအမောင်ထဲမှလမ်းရင်အဆောင်ကြီးနေပြီကိုသတိထားမိပါတယ်။ထို့လူမှာတစ်ဖြည်းဖြည်းအမောင်ထဲမှအကားစီတို့ချင်းကက်လာပြီး တကားအားတဘုံဘုံနဲ့ထွေရိုက်ကတကားကူရင်စူးစားပါတော့တယ်။တောင်းတဲ့ကြားနဲ့ကောင်းမလျာထိုလူအား၆လလူကြီးကတကြောင်အနည်းအနာရှိလူများတတိထားမိစေရန်အားတကြောင်နဲ့ဘုံကိုအဆက်မပြတ်ကြီးပါတော့တယ်။သူမရဲ့အပြုအမူကြောင့်ထိုလူကလက်လျှော့သွားပြီးကားနားနဲ့ထွက်သွားပါတယ်။တို့တော့မိမိအနေငယ်အကြမှာထိုလူပြန်ရောက်လာပါတယ်။သူကကားကိုပတ်နေပြီးလက်ထွက်တင်လဲတစ်စုံတစ်ခုကိုကင်ထားပါတယ်။ပြီးနောက်ထိုကင်ထားတဲ့လက်ကိုကားမအနာတို့ကပ်ပြီးမြောက်ပြလိုက်ရာကောင်းမလေးမှာတွေ့ပြမတက်စမ်းလာကြပါတော့တယ်။ ထိုလူဤလက်ထဲ၌ကင်ညာဒီမှာသူမချစ်တူကောင်းလေးဤပီတိကြီးဤဖြတ်ထားတဲ့ခေါင်းပင်ဖြစ်ပါတယ်။ပြီးနောက်သူ့ရဲ့အနောက်လက်တစ်ဖက်ကိုမြောက်ပြလာတဲ့အချိန်တွင်သူမမျက်နှာတစ်ခုလုံးတွေးမရှိတော့သလိုဖြစ်ဆုပ်သွားပါတော့တယ်။ကောင်းလေးစီမှာကားတော်မှာထိုလူဤလက်ထဲတို့ရောက်နေပြီဖြစ်ပါတယ်။နောက်တစ်နေ့တွင်ရဲများကသူမကိုကားထဲ၌မဟုတ်မဟက်အသေးပင်မရှိတဲ့စကားများအော်ပြောနေကတက်ရောက်ထဲထိုင်ရနေတာကိုတွေ့ခဲ့ကြရပါတယ်။အမျိုးအမည်မသိတဲ့ထိလန့်၆ဆားဆရာတစ်ခုမှသူမအားယူသွားစေခဲ့ပါတယ်။ဆက်လက်ပြီးတော့ ကျေးဇူးပြုပြီးလာခဲ့ပါဆိုတဲ့ဆက်စပ်လေးဖြစ်ပါတယ်။အသက်15နှစ်ရှိပြီဖြစ်တဲ့ကောင်းလေးတဦးပါ။စောင်းမပြန်အရောက်တွင်ဂင်းစော်ရန်ကွန်ပျူတာအားဖွင့်လိုက်တဲ့အခါရှင်နေနိုင်အတန်းပြက်ခဲ့တဲ့သူ့ရဲ့တငယ်ချင်းစီမှာစာတစာဝင်ထားတာကိုတွေ့လိုက်ရတယ်။ထိုစာမှာကျေးဇူးပြု၍လာခဲ့ပါဟု၍တာဖြစ်နေတာကြောင့်သူကနားမလည်နိုင်ဖြစ်ကအဖေဆောင်အတန်းပြက်ခဲ့သောစာပြန်ဖို့ကမေးလိုက်တော့လေအချိန်15မိနစ်ကြာတဲ့အထိစာမပြန်တာကြောင့်သူ့အိမ်ရှိရာတို့လိုက်တော်ဖို့ဆုံးဖြတ်ကစပိန်ကိုထုတ်လာခဲ့လိုက်တယ် တို့နှုတ်အိမ်မှာစပိန်နစ်ဆိုရင်15မိနစ်လောက်တာနင်းရပါတယ်။တငယ်ချင်းအိမ်တို့ရောက်ခိုက်တွင်အိမ်တကားကြီးမှာတောက်ခတ်မထားပဲပွင့်နေဒီကိုတွေ့တွေ့ရရတယ်။အထဲတွင်လည်းနေရံများစန်းခင်းများနေရံအနက်၌၆ပီဖြစ်နေတဲ့သွေးများကိုတွေ့လိုက်ရတယ်။ပုံဖော်လို့ပင်မရတဲ့အပန်းအပြက်များကိုခက်လန်လန်၌တွေ့လိုက်ရသည်မို့သွားစီးလိုက်စီမကောင်းမှလက်နှစ်ခြေတော့မပါတဲ့ခန္ဓာကိုယ်ဖြစ်နေလျာကောင်းလေးမှာအိမ်တကားအပြင်ပြေးလိုက်ပြီးစစ်စင်းပင်911တို့ဖုန်းဆက်လိုက်ပါတော့တယ်။ရဲများရောက်လာခဲ့ပြီးအိမ်ထဲတို့စစ်စည်းစင်းတွင်အလောင်းသုံးလောင်းအားရှာတွေ့ခဲ့တယ်။ မှုခင်စေပညာအရာတင်ပြချက်တွင်ထိုအလောင်းသုံးလောင်းမှာကောင်းလေးဤတငယ်ချင်းနှင့်သူမိဘများဖြစ်ပြီးပြီးခဲ့တဲ့ညကတည်ဆုံခဲ့ကြခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးတော့တစိမ့်လူဆိုတဲ့ဆက်လက်မယ်ဖြစ်ပါတယ်။အေးတာရီအဖေပါအဖေလားအခုမှဘာလို့ဖုန်းဆက်တာလဲ Sorry ပါတာရဒီနေ့လေအဖေပြန်မလာနိုင်သေးဘူးအလုပ်ကဆက်နေတယ်ဒီတညပဲမနေ့ပြန်ဆိုရင်အိမ်ပြန်ရောက်ပြီဟုတ်ပြီလားအင်းပါရပါတယ်အိမ်မှာတယောက်တည်းအဆင်ပြေရလားကလေးထင်းခေါ်ပေးရမလား တားခုစနစ်သားဖြစ်နေပါပြီကိုပါတာဆောင်ရှက်တတ်ပါတယ်ဗျတေချာလို့လားကွာညဘက်ဆိုရင်တယောက်တည်းဆိုကြောက်နေအောင်မေရတယ်မကြောက်တော့ဘူးအေးပါကွာတားအိတ်ဆင်ရောက်နေပြီနော်အဲ့ရဝင်ပုံပြင်ပြောပြရအောင်မလားပြောရှင်တပါဆိုလဲပြောပါဗျာပိန်တင်တင်တရေဇလန်တွေပဲပြောအောင်မလားဟေးအဖေပြောတဲ့ပုံမျိုးတွေကိုတားကြိုက်ရဲ့ထင်နေတာငွေတော့ကတော့ဟုတ်မှာပေါ့အခုတော့မစက်တတ်တော့ဘူးလေအေးဟုတ်တာပဲစနစ်တောင်ရှိနေပြီဘာမှချက်စင်မှမရှိတော့တာ အဖေတော်တော်ပြပြချင်နေဆိုရင်လေဒီကေကိုကြောက်ဖို့ကောင်းလဲဆိုမှပြောနော်အဖေတောက်ကိုပြပြချင်တာလေးတခုစံနေသေးတယ်တော်တော်လဲကြောက်စရာကောင်းပါနော်ရတယ်အေးစေကောင်းပြီလေအဲဆိုစပြီနော်ပိုင်ဆိုးဆိုတဲ့ကောင်လေးကအင်တာနက်အရင်ဆွေးလန်းတဲ့ကလေးပေါ့အွန်လိုင်းပေါ်ကနေတခြားကလေးတွေနဲ့စကားတွေပြောအဲ့ဒီမှာလိုင်းပေါ်ကနေတစိမ့်လူဆိုတဲ့အကောင့်နာမည်နဲ့ကောင်လေးတယောက်နဲ့ရင်းနေပါတယ်သူတို့နှစ်ယောက်ကစိုက်တဲ့ဆက်ကားချင်းနဲ့တူတယ်တစ်ချင်းလဲတူတယ်ဂိမ်းနဲ့အတူတူဆော့ကြရေရေမောမောနဲ့စကားတွေပြောကြတာပေါ့ သူတို့တငယ်ချင်းဖြစ်လာတာနာနေနေလောက်ကြာပါပြီမစားခင်ပိုင်ဆိုးရဲ့ငွေနဲ့ရောက်တော့မှဟိုတစင်းလူကလည်းပြနေတယ်အရန်ရင်းနေကြတော့တစင်းလူကပိုင်ဆိုးအတွက်ငွေလက်ဆောင်ပို့ပေးခြင်းနဲ့တဲ့ဒီတော့ပိုင်ဆိုးရဲ့အင်းလေးစာကိုတောင်းတာပေါ့ပိုင်ဆိုးကနည်းနည်းတက်သွားတယ်ခဏလောက်စဉ်းစားပြီးမှတစင်းလူနဲ့ရင်းနေလာတာကြာပြီပဲဖိတ်စာပေးလိုက်လို့ဘာမှဖြစ်မှာမဟုတ်ဘူးလေဆိုပြီးတွေးလိုက်တယ်သူလေးစာကိုဘဒုဟောမှမပြောဖို့တစိမ့်လူကိုဂတိပေးခိုင်းတော့တစိမ့်လူကလည်းမပေးဘူးလို့ဂတိပေးလိုက်တယ်။ဒီလိုနဲ့ပိုင်ဆိုးကသူ့အိမ်လေးစာကိုတစိမ့်လူကိုပြပြလိုက်တော့တယ်။ သူဒီလိုလောက်တာမှန်တယ်လို့သားထင်လားမထင်ဘူးဒါပေါ့ပိုင်စုံလဲခဏနေတော့အဲ့လိုစဉ်းစားမိရဲ့အပြင်မှာလဲမသိရဲ့လူကိုပေးလိုက်မိတာမားပြီလားပေါ့သူမိမတွေကလည်းလူစိမ်းတွေကိုအိတ်စာမပေးဖို့အမြဲဆုံးမနေကြအခုတော့ပိုင်စုံအဖြစ်မကင်းတယ်လို့ခံစားနေရပြီဆိုရင်စိတ်တွေအဖြစ်ရှိတယ်လို့ခံစားရတဲ့စိတ်တွေတဖြည်းဖြည်းကြီးထွားလာတယ်။နောက်နေ့ကျရင်တော့သူမိမတွေကိုအမှန်တမ်းပြပြလိုက်မယ်ပေါ့။ဆိုရင်လည်းခံလိုက်ရုံပေါ့။ဒီညတော့အိတ်လိုက်တော့မယ်ဆိုပြီးမိပိတ်အိတ်ရထဲဝင်လိုက်တော့ အိမ်ဟောက်ထက်ကအတန်မျိုးစုံကြားနေရတယ်။ရခဲတတတကားပိတဲ့အတန်တီဗီထဲကအတန်ဟိုဘက်အခန်းကသူ့ညီလေးကလေးပေါက်ဆိုင်ရဲ့ငိုးတယ်။အပြင်ဘက်ကမိုးပုတ်ခွဲကြတယ်။ပတင်းပေါက်ကိုတစ်ကိုင်းတွေပုတ်တိုက်တဲ့အတန်တွေကြားနေရတယ်။ထို့စဉ်သူ့သားကမစိုးဘူး။ဒါတော့အိတ်ပြောတော့မယ်။သားဖြစ်သူမှပြောလိုက်ရာသူ့အဖေကဆက်ပြီးခဏနေတော့သူ့အဖေအပေါ်ထက်ကိုတက်လာတဲ့ခြေတန်းကြားလိုက်တယ်။ပိုင်စိုးကအဖေလားကားပြောစရာရှိရဲ့ဆိုပြီးတော့လမ်းမေးတယ်။ အမောင်တဲကနေအိတ်ခန့်စကားဖြည်းဖြည်းလေးပွင့်လာပြီးသူ့အဖေကောင်းကစကားချကနေတဝက်တစ်ပြက်ပေါ်လာတယ်။အေးပြောလေငါသားဆိုပြီးဘလုံးမထွေးအတန်နဲ့ထူးတယ်။ဒါတော့အမားကြီးလုံးမိပြီချင်းနဲ့ဒီတမက်ပေါ်ကဒစင်းတယောက်ကိုသားတို့အင်းလေးစာပြေးလိုက်မိတယ်တဲ့။ပိုင်စိုးကမိနေငယ်လေးနဲ့ပြောပြတာပေါ့။မပေးဖို့ပြောထားရတဲ့တန်းနဲ့ဒါကဘလို့ကိုပေးလိုက်တာလေလို့အဖေကမေးတော့ပိုင်စိုးကဒစင်းလူဆိုတဲ့အကောင့်နာမင်းနဲ့ကောင်လေးကိုပေးလိုက်တယ်။ဟာအဲ့ဒါသားတို့လိုကလေးမဟုတ်ဘူး။ ကလေးတွေကိုအယူလုပ်ဖို့ကလေးလိုဟန်ဆောင်ထားတာလို့သူ့ဖေကပြောပါလေရောအဲ့ဒီဒစိမ့်လူဆိုတဲ့လူဘာလို့လိုက်ပြီလဲသိလားဒီအင်ကိုဝင်လာပြီးအဖေရောအမေရောတက်လိုက်ပြီးတဲ့ကွာသူစင်းတားဖြစ်သူမအပပါထင်တော့ထင်တာပြီးတော့မှတကားလုံးဝပြွင့်သွားရောတစ္ဆာစီတိတ်တော့မှအဝါရောင်ဝိုးကအင်ဂျင်နဲ့လူကြီးတယောက်ဖြစ်နေတယ်သူ့လက်ထဲမှာပိုင်ဆိုးအဖေနဲ့အမေရဲ့ဦးကောင်းပြက်တွေကိုခြင်ထားတာကွာပိုင်ဆိုးအတော်လန့်သွားပြီးစက်တွေတွေဝါတယ် လူကြီးကဦးကောင်းလေးကိုစမ်းပြီးမှပစ်ချပြီးကားစားထဲကဓာတ်ကိုထုတ်လိုက်တယ်။အာတော်ပြီတော်ပြီဆက်မပြောနဲ့တော့။ပိုင်စိုးကိုလယ်ဘင်းကနေဓာတ်နဲ့ဖြည်းဖြည်းချင်းလေးပစ်တယ်။ပိုင်စိုးအော်ပေမဲ့လယ်ဘင်းရဲ့အာယုံကြောတွေအတန်ကျိုးတွေပစ်စီသွားတော့ညီတော်တံတွေထွက်လာတော့တယ်ကွာ။ရုတ်တရက်လူသက်သမားကြီးကအတတတန်ကိုကြားသွားတယ်။ကိုဖက်ကကလေးလေးငိုတယ်မယ်။ပိုင်စိုးလယ်ဘင်းပေါ်ကဓာတ်ကိုရုပ်ပြီးကလေးငိုတယ်ကြားရတဲ့စီကိုသွားပြီလေ။ကလေးကိုတော့ကောက်စီလိုက်တယ်။အဲ့ဒီမှာကလေးကငိုနေတာသိပ်သွားပြီး လူသက်သမားကိုပြုံးပြရေပြပါလေရောအရင်ကကလေးတစ်ခါမှမဆီဘူးတဲ့လူသက်သမားကြီးအခုတော့ကလေးရဲ့ဘောက်ကိုပုတ်ပေးနေတော့တာပဲအဲ့ဒီအိမ်ထင်းကနေပြန်ထွက်လာပြီးကလေးကိုလည်းယူဆောင်သွားတယ်။ပိုင်ဆိုကတော့တွေးထွက်လွန်ပြီးသူ့အဖေအမေနဲ့အတူအသက်ပြောက်သွားပြီပေါ့ကွာ။လူသက်သမားကလေးလေးကိုသူ့တာအရင်တော့ဆောင်းရှောက်ဖို့ဆုံးဖြတ်လိုက်တယ်။ပြီးတော့ဒီကလေးကိုပိုင်လေးလို့နာမည်ပေးလိုက်တယ်ရဲ့ကွာ။ဒီပေါ့ပိုင်လေးဆိုတာအသားနာမည်လေ။ဟုတ်တယ်လေ။ တိတာပေါ့အဖေပေးထားတဲ့နာမည်ပဲလေပိုင်လေးတားနားထောင်လေလားဒီပုံပြင်လောက်ဆိုရင်ကြောက်ရွံ့ကောင်းပြီလားကောင်းကောင်းအိတ်တော့ပိုင်လေးရေဟုတ်ကဲ့ဒီနေ့ကတော့ဒီလောက်ပါပဲเนาะနောက်ရက်တွေမှာလေအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရမှာပြတော့လောကဆလံတွေကိုပြပြတင်ဆက်ပေးအောင်မှာမို့ဆက်ဆက်ဆောင်မြင်အပေးချဖို့အမေနဲ့အုံเนาะအခုဆလံလေးကိုအဆုံးဖြတ်နားဆင်ခံစားပေးခဲ့တဲ့သူများအားလုံးကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျမတို့အင်ဂျီပါ